အားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့မှာတော့စာရေးဆရာမတုတ်တုံများဆိုင်ရေးသားထားတဲ့တူဆိုတဲ့မဂ္ဂဇင်းဝတ္ထုရှိကိုဖတ်ပြပေးမှာဖြစ်ပါတယ်နားဆင်ခံစားပေးကြပါဦးရှင်ပဇွန်ရွက်အခြေပြုတ်ကိုမပီရလောက်ရွေးထမင်းတွေမြုပ်ပြီးငုံစားလိုက်တယ်ပုခင်မောင်ထမင်းအလွန်စားနေတယ်ယနေ့ဈေးဦးမပေါင်းတဲ့ဖြင့်လမ်းလျှောက်ရသည်လည်းများတယ်တာလောင်းမှုပြပြောက်ချင်ထမင်းနှလုံးသုံးလုံးခန့်စားပြီးမှငါးကလေးကျော်ကိုမြင်တယ် မနေ့ဓမင်းစားစဉ်က ရေမြများနဲ့နှက်တော့ပေးချင်ဟင်းတစ်ခွက်သာရှိတယ်။အမေဟေးဦးဖြစ်မခေါ်တဲ့ဖြင့်သူ့မိခင်ကပြန်ထူးတယ်။ဒေါခင်သိန်းသည်နောက်ဖေးမိဖို့ပဲမှပုံကုန်းနဲ့ထွက်လာတယ်။ခါကုန်းသည့်အပြင်ပိတ်နေ။အမေဒီငါးကလေးကျော်ဘာဖြစ်လို့ဝဲလာတာလဲ။ပေးချင်းနဲ့တစ်ခွက်ဆိုကျွန်တော်စားနိုင်ပါတယ်။ငပိရေလည်းပါသားပဲ။အမေသိပါတယ်။ငါးကလေးကျော်ကမင်းအမကြီးပေးလိုက်တာ။ ရွာကချောင်းမင်းမှာသူတို့အသားမိသွားချပြီးနေလန်းထားတာတဲ့။ငားကလေးကအကောင်ကြီးတယ်။ရွာကချောင်းတွင်ရနိုင်ပါမည်လားဟုကိုဖင်မောင်စဉ်းစားကြည့်တယ်။အမကြီးသည် လုံးဆက်များခင်းတဲ့သည်ကိုလည်းသတိရတယ်။ဤငားလေးမျိုးသည်မျိုးကွင်းတရာအနီးမှာတငါများထံတွင်ဝယ်၍ရတယ်။ရွာကချောင်းတွင်တောင်းတွင်၌ငါတလဲတို့တိတ်ပြီးကြတယ်။ဤငားလေးမျိုးမရဘူးကြောင့်ချောင်းတွင်ငါဖမ်းနေကြ ပူပြမောင်ပေါ့စွာသိတယ်။အမကြီးသည်လုံးဆက်ခင်းရတွင် နိုင်နေချောင်းကိုလည်းသိတယ်။ငါးကလေးကျော်ကိုပူပြမောင်ယူစားတယ်။ရေကြုံကားလည်းဖြင်၊သားကလည်းပေါ့သဖြင့်ချိုးလာတယ်။အရသာရှိသောငါးဟင်းကို မစားရသည်မှကြားပြီ။သူ့အဖို့ဟင်းကောင်းဆုံးမှာဝက်စီပန်းနဲ့ကြော်သောပစုံရွက်ကြော်သားဖြစ်တယ်။သူလဲထုံနေကြဆင်းငါဖြစ်သည်ဖြင့်အမဲသားကို စား၍မရမစားနိုင်မစားရဲ့ မိုးရင်းဆိုလျင်လက်ကွင်းထဲ၌သူသည်နွားနှင့်ဖက်ယုံနေကြရံကုန်မှာအလုံးမကောင်းလို့ရွာပြန်လာတာလားဟုတ်ရွာသားတွေကမေးကြတယ်သူကရဲနေတယ်သူစိတ်ထဲတွင်တော့စကားပြောနေတယ်မခံကျင်စိတ်ကြောင့်မန်မာနာကြောင့်သူနှစ်စဉ်ရွာပြန်ခြင်းဖြစ်တယ်ခါကြောရှိချင်းနဲ့လက်ကြောတင်းအောင်အလုံးလုံးမဲ့သူမဟုတ်ဟုတ်သူ့ကိုခင်လေးမိဘများကပြောခဲ့ကြတယ် လေရင်စင်းမှလည်းမဟုတ်သူတို့သမီးကိုထမင်းဝါအောင်လဲရှာကျွေးနိုင်မှလည်းမဟုတ်ဟုပြောပြီးချစ်သူနှအိုးကိုခွဲခဲ့တယ်။ခင်လေးကိုသူတို့သဘောတူသူနဲ့အတင်းပေးစားခဲ့တယ်။ခင်လေးကသူ့ခင်မောစာတိတပည့်ရွာကိုကြောင်းသွားတယ်။သူ့လိုစင်ရသားမဟုတ်မိုးဆိုးမသားမဟုတ်တကောင်ကျွတ်မဟုတ်ဇွေနဲ့မျိုးနဲ့ငွေကြေးပစ္စည်းပြည့်စုံသောသူနဲ့လက်ထပ်စေခဲ့ခြင်းဖြစ်တယ်။ ခင်လေးတွင်သားတွေသမီးတွေရနေပြီခင်မောကလည်းချက်အရက်နေစဉ်တောင်းနေပြီသူကလည်းရွာကနေ့စဉ်မိုးကြတွင် ပြန်နေလဲတဲ့စင်ွေလဲလုတ်တယ်မိုးတွင်နေလျင်သူတို့တဲကလေးကိုအိမ်နီးချင်းအပ်၍ရွာပြန်နေမိသားစုများ၍သားသမီးအိမ်အောင်တွေများရှိသောတစ်ဖက်တဲမှလည်းမိုးတွင်ဆိုလျင်သူတို့တဲတွင်ပြောင်းနေရသဖြင့်အဆင်ပြေတယ်ကိုခင်မောင်က မိုးမယိုရန် အမိုးကိုပြန်မိုးပေးခဲ့တယ် နှစ်နှစ်တကြိမ်ဒဏိအသက်မိုးတယ်။သူ့အိမ်ကိုဒဏိမိုးဖြစ်တော့လဲသူ့လိုသောအလုပ်ကအိမ်အမိုးတို့အပေါက်ပါသောအလုပ်၊ရေတိုင်ကီအပေါက်ပါသောအလုပ်၊စစ်တုံသောအလုပ်။ရေတိုင်ကီကိုလည်းစစ်တုံတယ်။ခေါ်တော်သူရှိလျင်လည်းလိုက်၍စစ်တုံတယ်။စစ်တုံရန်ထုံတုံရန်ဒသမအဖွဲများစစ်တုံအဖွဲများကမခေါ်တော်အခါရက်ွက်ထဲလှည့်၍ရေတိုင်ကီအပေါက်ပါတယ်။ခင်မောင်ရာ ငါကလေးချောက်ဘသူယူလာတယ်ထင်လဲအမေမမပြောပဲဘလို့လုပ်ပြီးသိမလဲမင်းတူလေတူမင်းအမကြီးသားမင်းတူလေတန်းထူအေးတန်းထူကရန်ကုန်မှာဖြစ်မှာမဟုတ်ဘူးတောမှာမဖြစ်လို့ဒီမှာအလုပ်ခန်းကြည့်ပါ ဆိုပြီးမင်းအမကြီးကလွှတ်လိုက်တာပဲတောမှာမဖြစ်ရင်ရန်ကုန်မှာပို့မဖြစ်ဘူးပို့ဖြစ်သွားမယ်အမေမင်းနဲ့တွဲလို့ပြီးမင်းမျက်စိရှိမှာထဖို့ကွယ် ပြောတာတော့လွဲတဲ့အမေအမေမေးက ကျွန်တော်လုံမဟုတ်ဘူးအလုပ်တစ်ခုလုပ်ဖို့တခါတလေနှစ်ရက်ကွက်လောက်လှည့်ရတယ်လမ်းများများရှောက်ရတာအိမ်ရစားထားတဲ့ထမင်းကရှိတော့မှမဟုတ်ဘူးလက်ပည့်ဆိုင်ထိုက်ဖို့လေပစ္စံကရှိတာမဟုတ်ဘူးသူကြကြလောက်နိုင်မှမထင်ဘူးတော့မှသူကထရေအချိုခဏခဏတောက်နေတာဖမ်းကြည့်ပါဦးသားရဲ့မင်းအမကြီးလည်းတနာပါတယ်ကွယ်ကိုခင်မောင်တက်ပြင်းချတယ်သူ့အမကြီးတည် အမြဲတမ်းဖို့ကောင်းနေတယ်။အမေသည်သူ့သမီးကို အမြဲတမ်းနေတတ်တယ်။သူ့ကျွေးတော်သမီးကိုစား၍သူ့အမကြီးကိုစေတနာပို့နေသောအမေဖြစ်တယ်။အမကြီးခင်မောမိဘများတွင်လဲလဲရှိ၍ဘဲကင်းနှင့်ထတော်များလည်းပိုင်နေ။မိဘကပိုင်သည်ဖြင့်သူတို့မဆိုင်သလိုဖြစ်နေတယ်။တားလို့သူကလူရည်လူသွေးညံ့သည်ဖြင့်မိဘကလောက်ခင်းကန်ကင်းများ သူ့လက်ထဲဝါကွယ်မအံ့ရဲပေ သားတွေတမိတွေရလာတော့လေဖမ်းရကြိုက်ချင်းကြက်တိုက်ချင်းကိုမရှုံးနိုင်ပဲခင်မုန်းလို့သူကညံ့တဲ့ဖြင့်ဇနီးလို့သူ အမကြီးတင်တနာစရာတမိတယောက်ပြက်လာတယ်သားတွေတမိတွေရလာပြန်တော့လေအိမ်ဝဲတွေသာကြီးလာတယ်လိမ္မာရေးကြကမရှိမလိမ္မာသူကိုမိမိတို့ကလိမ္မာအောင်မပြူသူများအာကိုနဲ့ရန်ကုန်ပို့ကြတယ်ကိုခေမောင်သည်ကြားမင်းလည်းမဟုတ်တဲ့ဖြင့်သိုးနေတော့သူတယောက်ကို ကောင်းအောင်မပြုတ်နိုင်ပေ။တရားမင်းဖြစ်နိုင်သောအရေးချင်းလည်းမရှိ။တရားမင်းလောင်းလျာမောင်မာကအချာကာတော်ဆက်ကိုသူကြည့်ဘူးတယ်။သူ့တွင်ရှိသောအရေးချင်းကဒုသားချင်းတစ်ခုလည်းသာဖြစ်တယ်။အမေကပြောရတာဆိုတော့လွှဲတယ်။ကျွန်တော်ကလက်တွေ့လို့ရတာဆိုတော့ခက်တယ်အမေ။ခိုင်းကြည့်ပါအောင်တားရဲ့။ခိုင်းကြည့်ရင်တော့တခုခုဖြစ်မယ်လို့ကျွန်တော်ထင်တယ်။ခိုင်းကြည့်လို့အဆင်မပြေရင်လဲရွာပြန်ပို့တော့ပေါ့ကွယ်။ သူတို့ကဒီကိုအကူတကြီးနဲ့ပို့လိုက်တော့ချက်ချင်းပြန်ပို့ရင်မကောင်းဘူး။ဟုတ်ပါတယ်။မသက်ကမိုးရင်းရွာကိုလဲလို့ဖို့ပြန်ကြတဲ့အခါအပီးပြန်ခေါ်သွားကြတာပေါ့။ကိုခင်မောင်ထမင်းကိုဆက်စားတယ်။စားလဲစားကိုဆက်စားနေတော့လဲစားနေခြင်းကိုသတိမပြုမီ။သူ့တူပြဒနာအတွေ့အပြေရပြီမှထမင်းစားနေခြင်းကို ပြန်သတိပြုမီပြီ။စားတော့အတိဖြစ်ဆက်စားတယ်။စားစားကကဲ့သို့ တိုင်း၍မကောင်းတော့ပေမကောင်းတော့လဲဆက်စားတယ်ငါကလေးကြော်ယူလာတော့တန်ထူဘယ်သွားနေသည်ကိုသိကျင်တော့လဲထမင်းကိုပြီးရန်ဆက်စားလိုက်တယ်ထမင်းစားပြီးတော့အခါအမေကညက်ခဲများထုတ်လာတယ်မေးစရာမလိုပေအမကြီးပေးလိုက်ခြင်းဖြစ်တယ်သူရောက်ခမထတော်အနီးမှသူများထညက်ပေါ်မှာဖြစ်တယ်သူခင်မောကဥမဆောင်နိုင်တဲ့ဖြစ်တခြားသူများကလုံနေတော့လုံငန်းဖြစ်တယ်အမကြီးတည် ခင်မောကိုလည်းမပိုင်။တားကိုလည်းမနိုင်။ရောက်ခမပစ္စည်းလည်းမဆိုင်နဲ့။ထိုင်ပြီးမှန်၍သိညစ်နေသည်ကများတယ်။သူကအိုစီဥဆောင်ပြီးအလုံးမလုံး။တညက်ဖို့သည် သူလုံးပြီဆိုရင်လှုပ်ရရတယ်။ထန်းကောက်ပြီးတညက်ချက်တော့အလုံးဖြစ်တယ်။အမေကိုခေါ်ပြီးပူခန်းလည်းရတယ်။မိသည့်အလုပ်ပေါ်မှာအသေးချာမလုပ်တော့ဇနီးမောင်နှံဖြစ်၍မိဘ၏ယုံကြည်အားကိုးမှုကိုမရ။တခြားသူတွေလည်းဒုက္ခရောက်ရတယ်။ အမကြီးအကြောင်းဆက်ရောက်သွားလျင်သိညရခြင်းဖြင့်ဒီကုန်းချုပ်ရတယ်။အမကြီးအကြောင်းကိုသိမှဖြောက်၍ပြည့်ညက်ယူစားတယ်။ဂျင်းနွေးငှက်တော့တယ်။အမေရင်နွေးသည် အမင်းနွေးလျက်တာနေတယ်။အေးသည့်အခါလည်းအေးတယ်။အမေသည်ရင်နွေးကို အရင်တဲလေသလားမသိ။ကိုခေမောင်သည်ထင်းညက်သုံးလေးခဲကိုယူ၍နမဲဝိုင်းမှထားတယ်။တဲအတွင်းမှထွက်၍မြေထာတန်လန်းကိုကြော်တယ်။လမ်းတစ်ဖက်အုတ်ခုံကလေးပေါ်တွင် ဥပဒါအကြံတောက်တယ်။ဂျင်းနွေးမပူမှာမပူပင်ရ။တပည့်ချောင်းမကောင်းမှာမစိုးရိမ်ရ။ဥပဒါသည်ဂျင်းနွေးချမ်းကိုဆွဲတောက်တယ်။အမြဲတောက်တယ်။မိသွေးတို့ထင်းတို့မတတ်နိုင်ရင်ယထာလမ်းပေါ်ကျနေတော့ကြောင်မိသွေးကို ကောက်ရွေ့ဂျင်းနွေးဦးတက်တောက်သူဖြစ်တယ်။အဘခင်ရစားလူပြိုကြီးဓမင်းစားတာကြားလိုက်တာဗျာ။အမေနဲ့စကားပြောနေလို့အဘရဲ့ဘုခင်မောင်တီဘေးနာရှိ ိုင်းခွေကလေးပေါ်ယူ၍ရင်းနှွေးနှစ်တောက်တယ်။မိုးသလားမမင်းနဲ့ဟိုစိုးရမည်ဖြစ်တယ်။အငွေက တထောင်ထောင်ထား၍အလွန်ပိုတယ်။ရှာအဖို့လောင်းနိုင်တယ်။တာအမိဘာတွေပြောနေကြလဲ။အမကြီးကသူ့တောင်းကိုဒီမှာအလုပ်လုပ်ဖို့လွှတ်လိုက်တဲ့အပါရဲ့။ဒီမှာဘာအလုပ်ရှိလို့လဲ။ကျွန်တော်အလုပ်တော့ရှိတာပေါ့။ခမရအလောက်ကခမရတယောက်တောင်အနိုင်နိုင်မဲ့ဗျာဟုတ်တော့ဟုတ်တယ်ဗျာရဲ့ချက်အင်းကြီးအတွင်မှာစလိတ်ကိုထုတ်ပြီ ကိုခင်မဆလိတ်ကိုမိမိတယ်။ဥပဒါထညက်ခဲကိုယူစားတယ်။ပဲကြော်လှော့ထားသောစက်ကူစုပ်ပေါ်တွင်တင်ထားသောထညက်ခဲကို အတွင်းသို့ဆုထားလိုက်တယ်။ကျွတ်တို့အင်္ဂါကောင်အိမ်တော်ကြတော့ငယ်သေးတယ်ထင်မိပေမဲ့ထမင်းစားဖို့ရရအလုပ်ဝင်လို့တော့တမျိုးကောင်းတာ။သူတို့စားရည်အတွက်သူတို့ရှာဖို့ရလာတယ်။အခုတော့အနေထိုင်ပြီးယောက်ျားကစိုက်ကားနေမိမကဟိရွယ်စင်ရောက်နေအိမ်မှာချောင်းသားပေါ့ဗျာ။ ကျွန်တော်တော့ကျွန်တော်ပဲရှာကြွေးရမှာပဲခစ်တာကဒီကောင်ကအစာကြီးတယ်လို့စီဘူးနှလုံးချက်လောက်ကုန်တယ်အမေနဲ့ကျွန်တော်နဲ့ဆိုရင်တယောက်ပေါင်းမှလို့စီဘူးနှလုံးချက်ပဲကုန်တယ်မနေ့ညပေါင်းမှလေးလုံးအခုတော့တနေ့ရှစ်လုံးကုန်မယ်အ ਨੇ ဆုံးတနေ့ကိုစံပြေဖို့ရအောင်တော့ရှာရတော့မယ်အပူမရှာချင်လို့တယောက်ထဲနေပါတယ်ခမရဘွားကလည်းအပူမသေးပါဘူးကိုခင်မောင်ရဲ့ကိုခင်မောင်ရဲ့ရခုမှာ သူ့ဘဝကို သူရင်နိုင်လေတယ်။ဒေါ်လာသိန်းသည်သပင်ဖြူ၍မျက်မှန်ထိုသောပင်စင်သားတစ်ယောက်ဖြစ်တယ်။အလုံးမရရှိလာမည်ဒုက္ခဒုက္ခတို့ကိုမခံစားလိုသောကြောင့်ပင်စင်ယူခဲ့ခြင်းဖြစ်တယ်။အလုံးလုံးစင်ကစည်းကမ်းပေါ်အတွင်မှနေထိုင်ဆက်ဆံ၍စည်းကမ်းဥပဒေတတ်မှတ်ချက်အတိုင်းသာလုပ်သောကြောင့်ဒေါ်လာသိန်းကိုအာတီဟုပြောကြတယ်။ကတတ်တီဟုလည်းအပြောခံရတယ်။ဒေါ်လာသိန်းသည်ထိုသူ ဤသို့အလုံးနှင့်ပတ်သက်၍ရရှိလာမည်ဒုက္ခဒုက္ခအောဝါတို့မှကင်းဝေးလိုသည်ပြင်အလုံးမှငြိမ်းစားယူရန်စတဲ့နေဒေါ်လာသိန်းတရာအလုံးမှထွက်တော်မည်ဆိုသောအခါနှမျိုးเสียကောင်းသည်ဟုဆိုကြပြန်လေဘာကိုနှမျိုးသည်ကိုဒေါ်လာသိန်းမသိပဲအတိတရာရော့သွားခြင်းကိုနှမျိုးချင်းသာဖြစ်ကြနေပေါင်းများစွာကြာမှဒေါ်လာသိန်းသဘောပေါက်တယ်ယခုတော့ဒေါ်လာသိန်းသည် အလုလောကမှာရှောင်ပုံပြီးအငိမ့်စားယူခဲ့တဲ့မှာသနစ်ကျော်ပြီရုံးနဲ့ရုပ်ပတ်ဝင်းကျင်ကလည်းသူ့ကိုမေ့ပြီသူကလည်းမေ့ပြီဒေါ်လာသိန်းဒီပင်စင်သားဖြစ်လာတော့အချိန်မှစ၍ပစ္စည်းအစ်တင်များမဝဲတော့ပင်ခြေတော်ပစ္စည်းကိုသာတုံးတယ်ခြေတော်အင်ကြီးအဝတ်စားကိုသာဝတ်တယ်အသက်လည်းကြီးလာပြီပင်စင်သားလည်းဖြစ်ပြီကိုပိုင်ပစ္စည်းနည်းလျင်ကောင်းတယ်ဟုသူယူဆတယ်ကလေးထိုင်များကျိုးလျင် ကြောင်းထိုးထားလိုက်တယ်။ဒန်အိုးပေါက်လျင်အပေါက်ဖာတော့နေ။တုံးမရလျင်ရောင်းပြစ်တယ်။တအုံများကိုလည်းရောင်းပြစ်တယ်။ဘဲအရာကို တွေ့တာမဲ့မော်ဘဲအကြောင်းဘဲအကျိုးတို့နဲ့ပတ်သက်ပြီးပြောရွှင်ကြည်နူးနေမိအချိန်မဟုတ်တော့ပဲ။ရောင်ရဲတင်းတိမ်ပြီးလူအင်စန်နာနေတော်သူအဖြစ်ကြိုးစားနေတိုင်းတွားရမယ်။ဝတ်လို့ချင်းတိကျခြင်းတို့ကိုမွေးမြူ၍မြစ်တာစေတနာထားခြင်းကိုကျင့်သုံးရတယ်။ ပစ္စည်းများအသစ်မွေသောမှုတွင်အခြားပစ္စည်းများကအသစ်မွေသောလည်းပြည်တနာမဟုတ်ဝယ်တော်လည်းပြည်တနာမဟုတ် ရေတိုင်ကြီးကဝယ်တော်ပြည်တနာဟုတ်တယ်ပြည်တနာဖြစ်တယ်ရေတိုင်ကြီးတစ်ခု250 300ရှိသည်ဟုဆိုတယ်တချို့ကတော့တိုင်ကြီးတစ်လုံးကို600မှ950ခန့်ပေးရတယ်ဟုပြောတယ်တလောကတိုင်ကြီးနှလုံးဝယ်လာသူတို့ကိုတွေ့ရတယ်တိုင်ကြီးနှလုံးနဲ့ ကားကပေါင်း1500ကျော်သည်ဟုပြောတယ်။အိမ်ရှိတရွာခန်းရှိသောမြေကြီးတွင်တိုက်ထားသောစပယ်ပင်များအနီးမှာ ရေတိုင်ကီမှာပေါက်နေတယ်။ဘေးမှာပေါက်နေသဖြင့်ရေထည့်ရင်ထွက်ကုန်တယ်။ရေအနှင်းငယ်သာထည့်၍ရတယ်။အသည့်မိတ်ဆွေများကအင်္ဂရိကင်လိုက်ပါလားဟုတိုင်ကီတစ်ခုလုံးဝီလန့်မြေတုံလင်းတော်နီးကိုသုံးရန်အကြံပေးကြတယ်။အပေါက်ကကြက်သဖြင့်ဝီလန့်မြေများထွက်ကုန်ပြီဟုတ ဒေါ်လာသိန်းထင်တယ်။တိုင်ကီတွင်တန်ကြီးများလည်းများတယ်။အင်္ဂလိပ်လည်းမကန်လို့တဖြစ်တိုင်ကီအပေါက်တွင် ရေတဝဲခန့်သာထည့်တော်ပြီးနေလေတယ်။တနေ့တွင်တိုင်ကီအပေါက်ဖာရန်အကြောင်းကဖန်တီးလာတယ်။ရေတိုင်ကီအပေါက်တွေဖာရင်စေးတုတ်တယ်။သူ့မိုးအပေါက်တွေဖာရင်အသားမဲမဲခါရှိရှိခက်ပိန်ပိန်လူတယောက်နဲ့အသားညိုညိုကင်တုတ်တုတ်ခက်တုတ်တုတ်လူငယ်တယောက်လူကြီးကအဝတ်အစားနှွှဲနေတယ်။ လူငယ်ကအဝေစာကောင်းတယ်။လူကြီးကဘိုင်းပါတော့စေးဘုံကိုဆွဲ၍ရွယ်ဤအစုပ်တစ်လုံးကိုလွှဲထားတယ်။လူငယ်ကရွက်ဖြင့်အိမ်ဟောင်းတစ်ခုကိုဆွဲထားတယ်။လူကြီးကမျက်လုံးငိမ့်တယ်။လူငယ်ကမျက်လုံးမငိမ့်။ပိုတီကြည့်သူ့ကိုကြည့်ရတယ်မှာတန်တရားဝင်စရာကောင်းတယ်။ရေတိုင်ကြီးအပေါက်ပါတယ်စေးတုတ်တယ်။လူကြီးလို့သူကအော်ရတယ်။လူငယ်ကပါးစပ်ပိတ်ထားတယ်။မျက်နှာမှုတိုးတိုးလှုပ်ထားတယ်။ မျက်စိကကစားတယ်။ဒါပါအောင်ဒေါ်လာသိန်းကခေါ်တယ်။ရေတိုင်ကြီးပေါက်နေတဲ့ဖြင့်သူ့စိတ်ပြက်တယ်။ရေနေတဲ့ဖြင့်ဘယ်ပေများကိုကြည့်ပေသူကစဉ်းစားချင်ရာချောက်စဉ်းစားနေတတ်တယ်။တပည့်ပင်များသေးွေးမဖြစ်၊ရေနေွေမဖြစ်၊ရေတိုင်ကြီးအပေါက်မဖားွေးမဖြစ်ဘလို့ယူပါသလဲ။တိုင်ကြီးကိုကြည့်ပြီးမှပဲပြောလို့ရမယ်အမရဲ့။ခါရှည်ရှည်လူကြီးကပြောတယ်ဒေါ်လာသိန်းကရေတိုင်ကြီးကိုပြတယ်။ ေတိုင်ကီကိုလက်ပတ်ကြည့်ကြတယ်။လက်နဲ့အခောက်ကြည့်တယ်။အပေါက်ကိုကြည့်တယ်။50မများဘူးလား။အပေါက်ကတခုတည်းပဲ။မများဘူးအမ။အမတိုင်ကီကတန်ကြီးတက်နေပြီ။ခောက်လိုက်ရင်အပေါက်တွေပေါ်လာအောင်မယ်။ခောက်ပြီးပေါ်လာတဲ့အပေါက်တွေကိုကျွန်တော်ဖားပေးသွားမယ်။တိုင်ကီတလုံး900 800ပဲ။အခုအမ50အကုန်ခံလိုက်ရင်တနေ့နဲ့အေးစစစစ်ချပြီးသားတော့ ပြောပြောဆိုဆိုနဲ့တန်ကြီးကိုလက်နဲ့ဖောက်လိုက်တဲ့ဖြင့်တန်ကြီးများကွာကြလာတယ်။အမမတူရှိရင်ပေးကျွန်တော် ခောက်ပြမယ်။အပေါက်တွေပေါ်လာလိမ့်မယ်။အင်းရှိတကားပေါက်အနီးအလွယ်တကူရှိတော့တူကိုဒေါ်လာသိန်းယူပေးလိုက်တယ်။ဘာရှိရှိလို့ဒီတူဖြင့်ရေတန်ကြီးကိုခောက်တယ်။တန်ကြီးများကွာကြတယ်။အပေါက်ကလေးများလည်းပေါ်လာတယ်။တပေါက်ကနေနှစ်ပေါက်မကဖြစ်လာတယ်။ရေတန်ကြီးအပေါက်မဖားပြီမဖြစ်တော့။ နှစ်ပေါင်းများစွာကြာပြီဆိုတော့ဒီလောက်တော့ပေါက်မယ်လို့မလားလို့ရင်အပေါက်တွေခါထုတ်ပြီးအပေါ်ဖားပေးမယ်လုပ်ငန်းအရရန်ဒေါ်လာသိန်းသဘောတူလိုက်တယ်ရေတိုင်ကီကိုရေများတော်ပြေ၍တူနှင့်ထက်ခေါက်တယ်တူကိုစပယ်ပင်နာပြစ်ချပြီးအပေါက်များရှာတယ်အပေါက်အကြည့်အသေးတော်ကလေးများတယ်အပေါက်ကျယ်များတွင်တူပြားကလေးများညှက်၍ခံတယ်တရောင်းနိုင်နဲ့မိချစ်တောင်းတယ်ဘလတ်စတဲ့အခဲကလေးများကို အပေါ်ပေါ်၌မီးရှို့တယ်။မီးတောင်းနေစဉ်ဒါပြကလေးနဲ့တိုင်ကီကိုတိကတ်တယ်။အတိကလို့သူမှလူကြီးဖြစ်တယ်။လူငယ်ကလူတော့အခါသာကိုတယ်။တံပြားညှက်ပေးတယ်။အိတ်အတွင်းမှာပစ္စည်းကရိယာများထုတ်ပေးတယ်။ကြံအချိန်များတွင်ပါလာသောစလိတ်ကိုရောင်းနိုင်မီးတွင်မီးညှိပြီးတောက်နေလေတယ်။အပေါက်သေးတွင်ပလတ်စတစ်တင်ပြီးမီးရှို့တယ်။အချိန်ကြာတယ်။ဟင်းအိုးတက်ထားသည့်ဒေါ်လာသိန်းမီးဖို့ရဲတော့ပြေးဝင်ပြီး ဟင်အိုကြည်ရတယ်။အင်ရှေခန်းတွင်ရှိသောဒေါ်လာသိန်းခင်မောသည်စာဖတ်ရခြင်းလုပ်ငန်းကို စိတ်ဝင်စားနေသဖြင့်ရေတိုင်ကီဖားသောလုပ်ငန်းကိုစိတ်ဝင်စားပြီ။ပြီးပြီအမဟိုပြောသောအခါတွင်လည်းအင်ရှေတွင်ရှိသောသူကစိတ်ဝင်စားသဖြင့်မိဖို့တွင်ရောက်နေသောသူကပြေးထွက်လာရတယ်။ကျွန်တော်ဒီဘက်ကိုလည်းရောက်လာမှာပါပဲ။ရေရိုရင်ပြောပါ။ပြန်ပါပေးမယ်။ဒေါ်လာသိန်းပတ်စံထုတ်ပေးတယ်။ ရေတန်ကြီးကို နေရာတကျပြန်ထားပေးတယ်။မိချင်းနဲ့ဖျောင်းနိုင်ကိုဖားရှိရှိတို့ကပြန်ပေးတယ်။လူငယ်ကပလတ်စတစ်များတံပြားကလေးများကိုတိတ်နေတယ်။ရေရိုရင်တော့အမနာနဲ့ကျွန်တော်အော်တန်ကြရင်လှမ်းခေါ်ပြီးခိုင်းပါ။ကျွန်တော်ရောက်ရောက်လာမှာ။ဖားရှိရှိတို့ကထပ်ပြောတယ်။တံကလေးအပြင်ဘက်ရောက်မှလူငယ်တောက်နေသောဆလိတ်မတစ်စင်းမင်းညှိပြီးသူ့ဆလိတ်တောက်နေတယ်။ဒေါ်လာသိန်းသည်သူယူပေးတော်တူကိုတတိမယား ညနေရောက်လာတော့အခါမှတူပြောင်းမှန်းသေးတယ်။ဘယ်ပင်နားတွင် ရှိမိတင်ပဲကြားသေးတယ်။သူ့ကိုမတွေ့တော့ပဲ။ကိုခင်မောင်ယနေ့ဝင်ငွေကောင်းတယ်50လဲရတယ်။တိုင်ကြီးအသေးတလုံးထပ်ပါရသဖြင့်15ချက်ထပ်ရတယ်။အဘွားကြီးတို့ကစံထဲသောတိုင်ကြီးလေးအပြင်ဘက်ဆွေမဲတော်ကန်တစ်ပြည့်အစိရတယ်။ဝင်ငွေစုစုပေါင်း60ဖြစ်တယ်။ဟောက်ဆွဲကျော်ဝယ်သွားမည်ဟုစိတ်ကူးတယ်။ အမေထမင်းချက်ထားမိကို တရိယာတစ်ဖြင့်ဤတမျိုးထက်ဝယ်ရန်သာသိတ်ဆုံးဖြတ်လိုက်တယ်။မနေ့ကချမောင်ရွှေဟင်းနဲ့စားခဲ့ရတယ်။ငါမပါတော့ချမောင်ဟင်းဖြစ်တယ်။ငပီးရဲ့ပြပြနဲ့နေစားလိုက်တော့အခါငါပါတော့ချမောင်ဟင်းနဲ့မချားပဲ။အချင်ဟင်းရှိသဖြင့်အချူဟင်းလျာဝယ်မယ်။ဝက်သားကိုတော့ဝယ်လို့တယ်။သို့တော်လည်းယခုပင်စားလောင်လာပြီ။ဝက်သားကျဲ့ရန်စောင်းရလျင် မလွယ်ပဲ။ ဝတားဟင်ဆိုရင်မိသွေးလဲပုံမယ်မကောင်းရင်လဲအမေကညတွန်တောက်တီးအောင်မယ်မြင်းဒီကုန်းညာစေကားခဲ့အနေရှိ သူဝယ်နေကြဝက်စီဘက်ဆိုင်မှာဝက်စီဘက်၆ချက်ဖိုးကိုပို့ခင်မှာဝယ်တယ်ပစုံရွက်တစ်ချက်ဖိုးဝယ်တယ်အမေအတွက်လက်ဖက်ဆောင်သုံးချက်ဖိုးဝယ်တယ်ဈေးဝယ်ပြီးတူရင်းနှစ်ယောက်ဘာခရလမ်းအတိုင်းလမ်းလျှောက်ပြီးပြန်ခဲ့ကြတယ်ပို့ခင်မောင်တီး တန်ထူစစ်ကရဲတောက်ချင်သည်ကိုသိတယ်။အစတွင်တရုတ်စစ်ကရဲဝက်တက်အုံးမီဟုစိတ်ကူးသည်။နောက်ပိုင်းတွင်မသိဟန်စောင်းနေလိုက်တယ်။စက်လိတ်ဖိုးကပင်ငါးချက်ခံကုန်နေပြီ။စံဝယ်ရအောင်မယ်။မိသွေးတော့မဟုတ်ထင်းဝယ်ရအောင်မယ်။အလုံးမရှိတော့နေစားဖို့ထားရအောင်မယ်။စားအိုးကကြီးလာပြီ။တနေ့စံတပီရှိမှထမင်းဝါကြမယ်။နောက်ရည်တွေးစိတ်ပုံနေရင်ကျုပ်တို့ဘွားမျိုးတွေကဘယ်အလုံးဖြစ်မလဲ။နောက်ရည်ဆိုတာ နောက်မှဖြစ်တာပဲမတွေးနဲ့တန်မရှိမှဘယ်တော့မှတွေးမပုံနဲ့မရှိတဲ့အခါကျလဲအိမ်ဒီနာချင်းတွေစီကခြေချလိုက်တာပေါ့ဗျာလက်ဖေးရေချမ်းဝိုင်းတွေးစုံစကားပြောပွဲများမှအိုဘတာပြောဖို့တဲ့မှတ်သားလောက်တော့စကားတပုံဖြစ်တယ်။ပိုခင်မောင်အလွန်နှိမ့်ချိုက်သောစကားတပုံဖြစ်တယ်။အိမ်ဒီနာချင်းတွေစီမှလည်းမရှိရင်ကောဘာရဲ့ဟို သူကပြန်မိတော့အခါပိုခင်မောင်ခမရမကန့်နဲ့ဗျာ။ တိမ်မာတော့ရှိမှာပေါ့မရှိလည်းရှိအောင်လုပ်ကြရမှာပေါ့ဗျာကျွန်တော်အိမ်တော်ကြစားငတ်ပြတ်နေတော့ကတော့အိနီနာချင်းစီကချေလို့ရတယ်ဗျဒါကျွန်တော်ကိုရွေးအစင်ဟိုဥပဒါကပြန်ဖြေတယ်အဘအိမ်တော်ကြတဲ့အချိန်တော့ဟုတ်မှာပေါ့အခုကအဘပဲနှခမ်းမွေဖြူနေပြီဟိုသူကပြန်ပြောတော့အကတော်တော့ကိုခင်မတော်တော့ခင်ဗျာစကားဆက်မပြောရင်ကောင်းမယ်ဟိုပြန်ပြောတဲ့ဖြစ်ရေးကြရတယ် ထိုအကြောင်းများကိုပြန်စင်းသားမိတော့ပိုခင်မောင်းလဲပြုံးမိတယ်။ခမင်းစာလောင်နေစဉ်အကြိုက်ဆုံးဟင်းတစ်ခွက်ဖြစ်သည့်ဝက်စီဘက်နဲ့ပစုံရွက်ကြောင်ဟင်းကိုသားရမည်ဖြစ်သည်ဖြင့်ပြုံးမိပြန်တယ်။အကုန်ကြလဲတက်တာ၍တဝစားနိုင်သောစားကောင်းသည့်ဟင်းကောင်းတစ်ခွက်လည်းဖြစ်တယ်။ဟောင်းရွံ့သောအင်ဂျင်နဲ့ချွေးစည်းထွက်သော မျက်နှာပိုင်ရှင်ပိုခင်မောင်းကခီးသွားရင်ပြုံးနိုင်တော့လေ။လက်ကင်မောင်တထဲနဲ့မျက်နှာမကြာခဏတုံးနေသော တန်ထူကမပြောနိုင်ပဲတခုခုကိုစိတ်တိုနေတယ်အလုံးပင်မန်းရွေလာတနေ့ကလမ်းလျှောက်ရရွေလာမသိပဲအိမ်ရောက်တော့အမေကဝမ်းပတ်တသာကြိုတယ်သူမီးအလုံးစင်သဖြင့်ကြည်နူးနေလေတယ်ကိုခင်မဝဲလာတဲ့များကိုသိอยู่တယ်မီးပြန်မွှေးရွေပစုံးရွေကြော်ရံပြင်းနေသူအတွက်ဝဲလာတော့လက်ဖက်စုံကိုလည်းဇလုံးကလေးတွေတွင်ထည့်တယ်အကျန်တောက်ကြတော့အခါအလုံးစားဖို့ချပေးမယ် ။ဦးခင်မောင်လည်းနက်နက်ကဒုက္ခခဲ့တော့ရေတန်ကြီးအဟောင်းကြီးထဲမှာရေအနှင်းတွေကိုယူရရေချိုးတယ်။တန်ထူကတော့ထုံးစံအတိုင်းအိမ်ရောက်တဲ့နေ့ရွေးပြင်အိတ်ချပြီးပြန်ထွက်သွားတယ်။ဂီတာတင်းနေတော့ကောင်လေးတွေထံသွားလေသလား။တီတိုစကားပြောနေတော့အလွန်ပိန်သည့်ကောင်လေးတစုထံသွားလေသလားမသိပေ။ရေချိုးပြီးတော့ကိုခင်မောင်သည်တန်ထူချခဲ့တော့အိတ်ကိုသိမ့်နေအိတ်ကလေးလာတယ် သူကန့်စင်ကပဲ့တော့မဟုတ်ပဲအဲ့အတွင်း၌ကြည့်တယ်သူလုံးဝမမျော်လင့်တော့တူတချောင်းထွက်လာတယ်တန်ကြီးတက်နေတော့တန်ကြီးကြီးမှအပေါင်းများဖာတော့အမတို့အိမ်မှာတူဖြစ်တယ်ထိုအိမ်တွင်သာတန်ကြီးခောက်ရန်တူတောင်းမိတယ်မိချင်းနဲ့ပြောင်းနိုင်ဖို့တော့ပြန်ပေးမိတယ်တူကိုမတွေ့သဖြင့်ပြန်ပေးရန်မိသွားတယ်ရေချိုးပြီးတော့ကိုခင်မှချွေးစီများထွက်လာတယ်သူအလုံးလုံးနေသည်မ ကြပြီထို့တော့မဖြစ်ဘူးပဲသူများပစ္စည်းသူ့ထံတွင်ပါမလာပဲမိပြီးပါမလာရန် သူအထူးတရီထားတယ်သူသည် သူများပစ္စည်းကိုခိုးယူဖို့သူမဟုတ်ပဲသူမခိုးတတ်ပဲမိသည့်အဖားမှခိုးမည်မဟုတ်ပဲကိုခေမောင်သည်တန်းထုအလာကိုစောင့်ရင်တလိပ်ဖွားနေတယ်ခမင်းလည်းမစားချင်တော့ပဲခမင်းလည်းမစားတော့ပဲခမင်းစား၍ပြန်လာတော့တန်းထုကိုကြမ်းမြစွာမစောင့်ရပဲဦးလေးမင်းမစားသေးဘူးလား ဒီလောက်တနေ့လုံးလမ်းလျှောက်ရတာမစားဘူးလားမင်းလာအောင်ဘာဖြစ်လို့လဲဦးလေးဒီတူကဘာလုပ်တာလဲဦးလေးမှာတူမရှိလို့ကျွန်တော်ယူလာတာပိုင်ရှင်သိလို့လားတန်းတူမပြေတော့ဘူးကိုခေမောင်ကဆက်ပြောတယ်ပိုင်ရှင်မသိပဲယူလာရင် ခိုးတာပေါ့ကွာမင်းတခိုးပဲဦးလေးအတွေ့စေတနာနဲ့လောက်ခဲ့တာပါသူများပစ္စည်းခိုးပြီးထားတဲ့စေတနာမျိုးငါမလို့ကျင်ဘူးတို့ဟာဆင်းရဲတယ်ငါဟာဆင်းရဲသားပဲတခိုးမဟုတ်ဘူး တချို့လူတွေကစင်းရဲရင်တဲနဲ့နေရင် သူများပစ္စည်းတွေကိုလိုချင်တယ်ထင်နေတယ်မရှိခိုးလို့ပေါ့ကွာငါဒီနေ့အထီးဘသူပစ္စည်းမှ ပိုင်ရှင်မသိပဲမယူဘူးမခိုးဘူးငါစင်းရဲတာတခိုးမဟုတ်ဘူးငါဘယ်တော့မှခိုးမှာမဟုတ်ဘူးငါရင်လည်းအသေးခံမယ်ငါ့လိုမခိုးဘူးငါတို့အိမ်မှာတခိုးမရှိဘူးတခိုးကိုလည်းကြွေးမထားနိုင်ဘူးကျွန်တော်ကလည်းအမေလွတ်လို့လာတာပါဘလို့ပဲဖြစ်ဖြစ် မရောက်လာတယ်မဟုတ်လားအခုမှကြီးကြီးကြီးပြောမနေပါနဲ့ဦးလေးဟာဒီမှာတတ်ထူငါပြောမယ်မင်းဒီတူကိုတွားပြန်ပေးလိုက်မှားပြီးပါလာတယ်လို့ပြောပေါ့ရုံမမဟုတ်ပါဘူးကျွန်တော်လည်းမညာချင်းဘူးငါလည်းမညာချင်းပါဘူးအခုမင်းကဝန်ခံရအောင်လို့ပြောတာပါမင်းပြောင်းပြောရရင်ပြောပေါ့ကျွန်တော်ယူလာတာကျွန်တော်ဦးလေးကပြန်ပေးခိုင်းတယ်လို့ဒီတူကပြန်မပေးရင်မရတော့ဘူးလားဦးလေးမရဘူး ကျွန်တော်တော့မလုပ်တော့ပါဘူးဒီတခါတော့မဖြစ်ဘူးပြန်ပေးရမယ်ငါလုပ်ငန်းပြတ်သွားမှာပေါ့ငါထမင်းအိုကွက်သွားမှာပေါ့ငါပစ္စည်းခိုးတတ်တယ်ဆိုရင်ငါစီမှာအလုပ်ပဲအပ်တော့မလဲတခြားလူတွေစီမှာအပ်မှာပေါ့ပြန်ပေးတာပဲကောင်းတယ်ဦးလေးရဲ့ဒီတခါတော့နေမပေးကြလဲနေပေါ့ငါတော့ပြန်ပေးမယ်သူပြန်မပေးရင်မင်းလည်းငါအိမ်မှာမနေနဲ့ဦးလေးကျွန်တော်လာချင်လို့လာတာမဟုတ်ဘူးအဖွားတော့အဖိုးတို့စီက ပြဇံထွက်လာ အမိတို့အဖတို့ဖမ်းနေဖမ်းကွက်တယ်ဗျကျွန်တော်ကတော့မှနေသားပါတယ်အဖွားကလည်းအလိုလိုက်တယ်ဦးလေးနဲ့နေတယ်လို့သမင်ကလေးနမ်းမှန်အောင်စားရဖို့အတွက်သေအောင်လမ်းရှားရတာမဟုတ်ဘူးငါကတော့စင်ရသားကိုကွာပဲကင်းတွေထတော်တွေပိုင်းနဲ့မြေပိုင်ရှင်မှမဟုတ်ပဲမင်းစင်ရမှာပေါ့စင်ရသားနဲ့နေတာကိုစင်ရသားကိုတကူဖြစ်အောင်တော့မလုပ်ပါနဲ့တန်းထူးရယ်တူကလေးတစ်ချောင်းကလည်းဘာမှတန်းမှုရှိတာမဟုတ်ပါဘူး မရှိလေအရှင်တွေစီကငှားတုံးလို့ရတာပဲတိုင်ကြီးခောက်တာပဲကွာဘဲတလုံးနဲ့ခောက်လဲရပါတယ်တူမလို့ပါဘူးတန်းတကရှောက်နေရတာဆိုတော့တူပါရင်လေးတယ်ကွာဒါကြောင့်မို့ငါတူမသေးတာအိုးလေဒီတခါတော့ဒီလိုပဲထားလိုက်ရအောင်ပါပြန်ပေးမနေပါနဲ့တော့တန်းထုံငါစိတ်ရှိရှိထားပြီးပြောနေတယ်ငါပြောတဲ့အတိုင်းလုပ်ပါငါစိတ်တူအောင်မလုပ်ပါနဲ့မင်းဒီတူကိုပန်းရှင်ပြန်မပေးရင်တော့ မင်းတို့တမိသားသလိုလားငါနဲ့အပြက်ပဲဟဲ့ဟဲ့ဘာတွေဖြစ်နေကြတာလဲကြီးကလေးကဦးလေးပြောတာနားထောင်မှပေါ့ဒေါခင်သိန်းကမနေသားတော့၍အင်းရှိသူထွက်လာတယ်။တားလေမဖြစ်ဘူးအမေကျွန်တော်ကသူများပစ္စည်းကိုတဲ့တခုမှမဟုတ်ပဲကျွန်တော်တခုအဖြစ်မခံနိုင်ဘူးသူတော့တနေ့နေ့နဲ့ပြန်ပေးရမှာပဲသူမပေးလဲကျွန်တော်သွားပေးမယ်ကောင်းပြီလေဦးလေးတို့သူ့ပိုင်ရှင်စီပြန်ရောက်စေရမယ် တန်းထုသည်တူကိုဆွဲယူ၍ထွက်သွားလေတယ်။ဟဲ့ဟဲ့ဟိုဒေါက်ကင်သိန်းကအော်နေတော့လေ။တန်းထုကလက်မကြည့်တော့ပဲ။မင်းတို့မိသားစုနဲ့အပြက်ပဲလို့မပြောပါနဲ့အသားရဲ့။အမေမှဒီသားနဲ့ဒီသမီးပဲရှိတာပါကွယ်။ခက်တယ်အမေရဲ့။သူတို့သားအမေတို့ကြောင့်ခက်တယ်။ကိုခင်မောင်လည်းအိမ်ရှိထွက်၍မြင့်ထာတန်လန်းကိုကိုသွားတယ်။ဒေါ်လာသိန်းသည် တူကိုကြည့်ပြီးအံ့ဩနေတယ်။ရမန်လေးကမတွေ့သောတူကို ယနေ့ပြန်တွေ့ရတယ်။တွေ့သောနေရာကလည်းမနေ့ကသူမတွေ့သောနေရာတွင်ဖြစ်တယ်။ကိုခင်မောင်သည်ဆက်လက်ကိုယူ၍အင်းရှိထွက်တယ်။မြေထာတန်လန်းကိုကိုးတယ်။အုတ်ခုံကလေးပေါ်တွင်ရင်းနှီးချတောက်နေသောဥပသာအနီတွားထိုင်နေ။ခမည်းဒီနေ့ဘလောက်စီလဲ။20ပဲရတယ်အဖရ။ခေါမိုးပေါ်တက်ပြီးသူ့အပေါက်ဖားပေးရတာ။20နဲတာပေါ့ဗျာ။နဲပေမဲ့လည်းကျွန်တော်တို့သားအမိတော့စားလောက်ပါတယ်။ ခမရတို့ပြန်လက်သွားပြီဆိုအင်ယာကလေးတွေပြောနေကြတယ်။သူပြန်သွားတာကျွန်တော်မသိပါဘူးဘာယာ။သူခိုးလာတဲ့တူပြန်ဖေးဖမ်းလို့စိတ်ဆိုးပြီးထွက်သွားကြတဲ့ကကျွန်တော်မတွေ့တော့ဘူး။တော့ပြန်ပေးသေးလား။ဒါလည်းကျွန်တော်မသိဘူး။အမေတော့ဘွားသမီးအိုမကွဲအောင်ကျွန်တော်လုပ်ပေးပြီ။ကျွန်တော်ရွာမှာပဲပြန်နေမယ်ဆိုပြီးပြောသွားတယ်တဲ့။ဥပဒါထက်ပေတော့အကျန်းကိုယူတော့တယ်။စလိတ်ဖွာတယ်။ကိုခင်မောင်တီပေါ်ပါနေလေတယ်။ ပညာမတတ်သောတန်ထုကိုသူ့ယုံနေတန်ထုသည်သူ့ကို တနည်းနည်းနဲ့ပြန်ပို့လိုက်မယ်သူလဲထိုလန်းကိုစိတ်အေးလက်အေးဖြတ်နိုင်မယ်သူသည်တကူမဟုတ်သဖြင့်တကူအဖြစ်မခံနိုင် ထိုစဉ်မြို့ပတ်ရထားသည် တောင်ဘက်မှမြောက်ဘက်သို့ခုံမောင်းရင်သူတို့ရှိမှဖြတ်သွားတယ်တန်ထုသည်တရောယထာနဲ့မနက်ကပါသွားမယ်ယခုအချိန်ဆိုရင်ဟင်္ဒရာကြံငင်းယထာနဲ့ကြွားကိုသွားနေမယ်အဖရဲ့ ကျွန်တော်ပြောတာတွေကနည်းနည်းတော့လွန်နေဒါပေမဲ့ကျွန်တော်ဘဝမှာမရှိခိုးနှုန်းတို့အထင်ခံခဲ့ရတယ်ကျွန်တော်ချစ်သူခဲလေးရဲ့မိဘတွေကတားနိုင်တောက်နိုင် ကျွန်တော်ကမိုးဆိုးမှသာလက်မယ်ဆိုတော့ကျွန်တော်ခင်လေးကိုချစ်တာအလုံးမလုံးချင်လို့မိမမိခိုးစားချင်လို့ဆိုပြီးထင်ခဲ့ကြတယ်ကျွန်တော်လဲလဲဆင်းမဲ့အကောင်ဖောက်ဖို့လို့ပြောခဲ့ကြတယ်အဲ့ဒါကိုမခံချင်လို့နှစ်တိုင်းရွာပြန်ပြီးတင်းကအဖြစ်နဲ့ အမရောက်ကမတွေလည်းကိုလှုပ်တယ်ကျွန်တော်တို့ကဆင်းရဲတော့သူတစ်ပါးပြစီမှန်မောတဲ့ထင်မှာတိတ်ဆိုးတာပဲအယူသားဆုံးနေတယ်ယူသားမှုကကျွန်တော်အတွက်အရေးကြီးဆုံးပဲအသက်တာအသေးခံပဲယူသားမှုတော့အထင်မခံနိုင်ဘူးကိုခင်မပြောတာဟုတ်တယ်ဗျဆင်းရဲရင်ခိုးမှာပဲသူများပြစီယူမှာပဲလို့ထင်ထက်ကြတယ်ယူသားတာအကောင်းဆုံးပဲကျွန်တော်လည်းယူသားနေခဲ့တယ်သိရတာအရေးမကြီးပါဘူးဗျာစင်ရင်စမ်းပါစေ။ ကျွန်တော်လည်းဒီနေ့အထိသူများမပေးတဲ့ပစ္စည်းစုံဘာကိုမှမယူဘူး။နောင်ကိုလည်းမယူဘူး။ကြုတ်လည်းခမားလိုပဲ။အဘနဲ့ကျွန်တော်နဲ့တူရဲနော်။ဥပဒါပြုံးတယ်။ဥပဒါကိုကြည့်ပြီးကိုဖင်မောင်လည်းပြုံးလိုက်တယ်။ထိုစဉ်မြောက်ဖက်မှ ရထားတစ်စင်းခုံမောင်းလာတယ်။ပြည်အမြန်ရထားဖြစ်တယ်။ပြည်ရထားသည်ရန်ကုန်ဘူတာကြီးဝင်ရန်တူဟုအော်အော်တန်ကိုမိကသူတို့နှစ်ယောက်ရှိမှဖြတ်သွားလိုက်တယ်။ ဟုတ်ကဲ့ပါရှင်။စာရေးဆရာမှာတက္ကသိုလ်များစင်ရေးသားထားတယ်။တူးဆိုတဲ့မဂ္ဂဇင်းဝတ္ထုရှင်ကဒီနေရာလေးမှာပဲပြီးဆုံးသွားပြီဖြစ်ပါတယ်။နားဆင်သူအားလုံးသိချမ်းသာခြင်း၊ပိုးကြီးကြမ်းမာခြင်းနဲ့ပြည့်စုံကြပါစေရှင်။